ဟုတ်ကဲ့ပါကျွန်တော်ဒီပွဲစဉ်ရှိရဲဒါပြစမမြောက်ပွဲစဉ်ဖြစ်တယ်ဒါ ISB အထင်းနဲ့ရခိုင်ညွန့်တဲ့တင်မျိုးပွဲစဉ်ကိုလာမဲ့ဒါဆရလာပိုင်း၃ရက်နေညနေ၄နာရီမှာသူ့နောက်ကမှရှင်မြန်ကစားသုံးမှာဖြစ်ပါတယ်ဒီပွဲစဉ်ကိုကိုတော့ကြာစတင်ပြီးတော့အဆွေနေသုံးသပ်ပြပါအောင်ဒီပွဲကကျွန်တော်ဝီအိမ်မှာပေါ့နော်အကောင်းဆုံးပွဲဖြစ်မယ်လို့ထင်တယ်ပြီးတော့ကျွန်တော်အကြည့်ရှင်ဆုံးပွဲတစ်ပွဲလို့လည်းပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါနှစ်သင်းစလုံးက ISB ရောရခိုင်ယူနိုက်တက်ရောနှစ်သင်းစလုံးကနိုင်ငံွဲတွေဆက်နေတယ် အဲ့တော့နိုင်ဝဲတွေဆက်နေပြီးပုံစံကောင်းတွေရနေတဲ့အသင်းနှစ်သင်းရဲ့တွေ့ဆုံမှုကဒီတစ်ပတ်အတွက်ပွဲကောင်းပဲလို့ကျွန်တော်အနေနဲ့ဟိုသုံးသပ်ချင်တယ်ပေါ့နော်။ ISB က9ပွဲကစားပြီးချိန်မှာ3ပွဲနိုင်2ပွဲတည်ရ2ပွဲရှုံးရမတ်7မှတ်နဲ့ဆင့်6မှာရက်တည်နေတယ်။ရခိုင်က9ပွဲကစားပြီးချိန်မှာ2ပွဲနိုင်5ပွဲရှုံးရမတ်6မှတ်နဲ့ဆင့်9မှာရက်တည်နေတယ်ပေါ့နော်။ဒီပွဲမှာတတိထားမယ့်ကစားသမားတွေရှိပါတယ်။နှစ်သင်းစလုံးကတတိထားမယ့်ကစားသမားတွေရှိတယ်။ ISB ဘက်မှာဆိုရင်ဒါဆော့ဆေးကဘောဆေးပေါ့နော်။2ပွဲဆက်ခိုးသွင်းထားရတယ်။ခြေစွမ်းတွေလည်းပြနေတယ်ပေါ့နော်။ရခိုင်ဘက်မှာဆိုရင်မူစတာဖာရှိတယ်။အာတော်တော်လေးကို ိုဒါကွန်မန်ထွန်းလင်းနေနဲ့တော်တော်လေးကိုဘယ်လိုပြောမလဲသူရဲ့ဟိုကစားပုံကစားဟန်ကိုကြည့်ပြီးတော့အကောင်းဆုံးတည်ပေးတယ်လို့ပြတော့ကျွန်တော်အနေနဲ့ဟိုတုံးသက်ချင်တယ်ပေါ့နော်နောက်တစ်သုံးလုံးရှင်ကြည့်လိုက်မယ်ဆိုရင်ရခိုင်ယူနိုက်တက်တင်းဘက်ကပြပကစားသမားပါတယ် ISP ကတော့ပြပင်းကစားသမားနေတယ်ပဲဒါပေမဲ့ခြေစွမ်းကတော့တသိန်းနဲ့တသိန်းရင်ကွာထားချက်ရှိမယ်လို့ကျွန်တော်အနေနဲ့မထင်ဘူးလက်ရှိခြေစွမ်းအရ ISP ကတော့နည်းနည်းလေးပိုကောင်းနေတဲ့အနေအထားမျိုးမှာကျွန်တော်အနေနဲ့မြင်ရတယ်ပေါ့နော်ဒါပေမဲ့ဦးမင်းထွန်းလင်းရဲ့ဒါရခိုင်ယူနိုက်တက်တင်းကလည်းရှိတဲ့လူဝင်အားနဲ့ เนาะနှစ်ပွဲဆက်နိုင်ပွဲပြန်လည်ရရှိအောင်လုပ်ပြီးတော့ကျွန်တော်တို့ဒီအောက်ဆုံးရောက်နေတဲ့အသင်းကိုသူတို့အဆင့်6ထိရအောင်မင်းတို့နဲ့နေနဲ့ဆွဲတင်နေထားတယ်ပေါ့နော်အဲ့တော့ဒီဦးမင်းတို့ရဲ့ရခိုင်နဲ့တသင်းကလည်းလုံးဝရှော့တက်လို့မရတဲ့အနေအထားဖြစ်လာပြီပေါ့နော်အဲ့တော့ ISP နီးပြဦးအောင်ခိုင်နဲ့ဦးမင်းတို့ရဲ့ဒီပွဲပေါ်ချင်းကတ်တဲ့ view ဟာလည်းဒါတော်တော်လေးဟိုစကားပြောလာနိုင်တယ်လို့တို့ထင်တယ်ပေါ့နော် ISP အသင်းကတော့ဒါသူတို့ရဲ့ကစားဟန်ကစားပေါက်တိုင်းတင်းဝော့ကောင်းတယ် တက်လွန်ကောင်းတယ်ကြန့်ခိုင်မှုကောင်းတယ်ပေါ့နော်ဒီအချက်ကိုတော့ဒါဦးမင်းထွန်းလေးအနေနဲ့သတိထားသင့်တယ်ပေါ့နော်အဲခြုံပြီးတော့ပြောရမယ်ဆိုရင်နှစ်ပွဲဆက်နိုင်နေတယ်နှစ်သင်းလုံးတော့နှစ်ပွဲဆက်နိုင်နေတယ်ဒီပွဲပြီးမှာပဲသင်းက၃ပွဲဆက်အနိုင်ရရှိသွားမလဲလို့ကျွန်တော်အနေနဲ့ဒါမေကွန် ထုတ်ခြင်းနဲ့စိတ်လေးစိတ်ဝင်စားရတယ်ပေါ့နော်ကိုကိုမင်းကဆက်လက်သုံးသပ်ပေးပါဦးဗျာဟုတ်ကဲ့ပါဒါ ISB အသင်းကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှင်တစ္ဆာအမန်တင်ကိုသုံးခုနှစ်ခုဆိုတဲ့ရလနဲ့နိုင်ရခဲ့တယ်တိုနီဒူဘယ်ရဲ့ခိုင်မြဲတဲ့အသင်းကလည်းဒါနိုင်ပွဲရတာဒါတွေ့ရတယ်ပေါ့နော်ပြီးခဲ့သူတို့အသင်းရဲ့နောက်ဆုံး၃ပွဲကိုကြည့်မယ်ဆိုလို့ရှင်တော့ ISB အသင်းက၃ပွဲမှာ၂ပွဲနဲ့၁ပွဲတည်ရေရခိုင်မြဲတဲ့အသင်းကတော့နောက်ဆုံး၃ပွဲမှာ၂ပွဲနိုင်၁ပွဲရှုံးဆိုတဲ့ရလထွက်ပေါ်ထားတာတွေ့ရတယ် ပြီးခဲ့တဲ့ပတ်ကဒီ ISB ရင်းနဲ့တစ္ဆာမန်တင်တဲ့ပွဲစမှာဆိုလို့ရှိရင်တိုက်စစ်ကစန္ဒနိုင်ပွဲထွက်လာတယ်နောက်တစ်ခုကကောင်းမြတ်ငင်းလည်းပွဲထွက်လာခဲ့တယ်စန္ဒနိုင်ကဒီကစားသမားကတိုက်စစ်ကသူကဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီအမြဲတမ်းပွဲထွက်ခွင့်ရနေတဲ့ကစားသမားတယောက်တော့မဟုတ်ဘူးဒါပေမဲ့ပြီးခဲ့တဲ့ပွဲစမှာပွဲထွက်ခွင့်ရပြီးတော့ကျတော့ဒီကျန်တဲ့ကစားဘော်တွေကိုလည်းအခွင့်အရေးရှုဖန်တီးနိုင်ခဲ့တယ်သူကိုယ်တိုင်ကလည်းကိုတူကိုရခဲ့တာတွေ့ရတယ်ဒီတောင်မန်ကကောင်းမြတ်ငင်းဆိုလို့ရှိရင်လည်းဒါဒုတိယပိုင်းမှာကိုတူကိုသွန်းနိုင်ခဲ့တာတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကဒီ ပြန်ပြည့်ဒီတစ္ဆာအမှန်တင်းကိုလည်းဥအောင်ခိုင်အနေနဲ့ဒီပွဲကိုချင်းကပ်ပြီးတော့ကြတော့ပြန်ပြည့်ကစားသမားတွေတောင်းမန်တဲ့ဘက်ကိုထိန်းချုပ်ပြီးတော့သူ့အသင်းရဲ့အခွင့်အရေးတွေရအောင်ပြန်ပြည့်အသင်းကိုခေးတွေမပေးရအောင်ဆိုတဲ့ဟာပွဲကိုဖတ်ပြီးတော့ကြတော့တေချာလေးပြင်ဆင်လာတာသွားပြီးတော့တွေ့ရတယ်ပေါ့နော်ဒီဒီပွဲမှာရောရခိုင်ပြည်နဲ့တင်းတဲ့ပွဲစဉ်မှာရောသူ့အနေနဲ့ဒီခုနကကိုသောကြပြောသလိုမျိုးပဲဒီနိုင်ငံခြားကစားသမားတွေပါတဲ့အသင်းတင်းကိုဘလို့သွားပြီးတော့ကြတော့ချင်းကပ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်ရမယ်ရခိုင်ပြည်နဲ့တင်းကတော့ ဒီပြီးခဲ့တဲ့နှစ်ပွဲဆက်အနိုင်ရပြီးတော့ကျွန်တော်ဆောဆောကပြောသလိုမျိုးပဲအမတ်ပီစီအားရဲ့ဒီတန်းစင်းစုံကနေရမ်းမတ်ထွက်ပြီးစင်ကိုဒီ6မှတ်နဲ့ဒီစင်ကိုဒီရရရနိုင်ခဲ့တာတွားပြီးတော့တွေ့ရတယ်ပေါ့နော် လောလောဆယ်မှာဆိုလို့ရှိရင်လည်းဒီနောက်တန်းကကောင်းနေသလိုဒီကလင်းရှစ်တွေနဲ့နိုင်ပွဲတွေရတာတွားပြီးတော့လည်းတွေ့ရတယ်ပေါ့နော်။ဖောင်မိနေသလိုသူတို့အသင်းရဲ့ဖောင်မိနေသလိုဒီကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကလည်းအရင်နဲ့ဆိုင်ပိုပြီးတော့ကောင်းလာတာတွေ့ရတယ်ပေါ့နော်။ဒီလာမယ့်ပွဲစဉ်မှာတော့သူတို့အသင်းရဲ့ဒီခွင့်လျာအောင်နံဝင်းဒီမီဆိုတို့ဥဆောင်တဲ့ခွင့်လျာဒီခွင့်လျာရောထပ်ပြီးတော့ပုံစံကောင်းပြနိုင်မလားတိုက်စစ်ကဒီမူစတာပါဇင်မင်းထွန်းတို့ကရောသူတို့တွေထပ်ပြီးတော့ရယူနိုင်မလားဆိုတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရမယ်။ ISB နဲ့ရခိုင်ရဲတင်းတဲ့ပွဲစဉ်ကဒီဒီဘက်မှာ ဒီအကောင်းဆုံးပွဲစဉ်တွေတဲ့ပွဲဆိုတာလည်းကျွန်တော်နည်းပြောချင်တယ်ပြည်သက်တွေနည်းနည်းလည်းလာရောက်အားပေးကြည့်ဖို့ကျွန်တော်နည်းဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ